ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့ဖော်ပြပေးလို့တာကတော့အစိမ်းရောင်ကဘာနဲ့အစိမ်းရောင်ခန္ဓာအကြောင်းဖြစ်ပါတယ်ဟုတ်ပါတယ်ကဘာကြီးနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ဟာတဘာဝအဖြစ်တူညီကြပါတယ်ကဘာကြီးကရေဓာတ်80ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတယ်လို့ကျွန်တော်တို့ခန္ဓာကိုယ်ဟာလည်းရေဓာတ်80ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ကဘာကြီးအတွင်းပိုင်းမှာပူတယ်လို့ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းပိုင်းမှာလည်းပူပါတယ်ကဘာကြီးကလေကောင်းလေသန့်လိုအပ်တယ်လို့ကျွန်တော်တို့လည်းလိုအပ်လာပါတယ် ကဘာကြီးကျမ်းမာဖို့အတွက်အစိမ်းရောင်တစ်ပင်တွေဖုံးလွှမ်းနေဖို့လိုအပ်တယ်လို့ကျွန်တော်တို့ခန္ဓာကိုယ်မှာလည်းအစိမ်းရောင်ဓာတ်တွေအများကြီးလိုအပ်ပါတယ်။လိုအပ်တဲ့အစိမ်းရောင်ဓာတ်ဆိုတာဘာပါလဲ။ကဘာကြီးအတွက်အလိုအပ်ဆုံးကတစ်ပင်တစ်ပင်တွေမှာဖွဲ့စည်းထားတဲ့အစိမ်းရောင်တည့်ရွက်တွေဟာကဘာကြီးရဲ့အသက်ဖြစ်ပါတယ်။တည့်ရွက်တွေမှာပါတဲ့အစိမ်းရောင်ကိုဖွဲ့စည်းထားတာကကလိုရိုဖီးဖြစ်ပါတယ်။ကလိုရိုဖီးဆိုတာကတော့အပင်ရဲ့အသက်အပင်ရဲ့အာဟာရဖြစ်ပါတယ်။ကျွန်တော်တို့လူသားတွေမှာသွေးဟာမရှိမဖြစ်လိုအပ်တယ်လို့အပင်တွေမှာလည်း လိုရိုဖီဟာမရှိမဖြစ်လိုအပ်တဲ့သွေးဖြစ်ပါတယ်။အပင်တွေအလုံးဟာကလိုရိုဖီရဲ့အကူအညီနဲ့အစာချက်ချင်းကြီးထွားခြင်း၊မျိုးပွားခြင်း၊ကြန့်ခိုင်ခြင်း၊ယောဂများကို ခုခံကာကွယ်ခြင်းအသက်ရှင်ရပ်တည်ခြင်းတွေပြုလုပ်ရပါတယ်။စေရန်ကလိုရိုဖီဟာအပင်လောကကြီးအတွက်အရေးကြီးဆုံးပဲဖြစ်ပါတယ်။ကလိုရိုဖီဒါမရှိဘူးဆိုရင်အပင်လောကကြီးတစ်ခုလုံးပျက်စီးသွားမှာဖြစ်ပါတယ်။အပင်လောကကြီးပျက်စီးသွားပြီဆိုရင်ကျွန်တော်တို့လူသားတွေနဲ့တိရစ္ဆာန်တွေအားလုံးလည်းတေကြီးပျက်စီးသွားကြမှာဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ကဘာမြေပေါ်မှာရှိတဲ့ကျွန်တော်တို့တက်ရှိသတ္တဝါအားလုံးဟာအပင်လောကကြီးတစ်ခုလုံးကိုမိကိုအားထားပြီးအသက်ရှင်နေကြလို့ပဲဖြစ်ပါတယ်။တစ်ပင်တွေဟာလူသတ္တဝါတွေအသက်ရှူဖို့အတွက်အောက်ဆီဂျင်ကိုထုတ်ပေးကြပါတယ်။လေထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်းဆုပ်ယူပေးပါတယ်။အကယ်၍တစ်ပင်တွေသာမရှိရင်ကမ္ဘာမြေကြီးမှာအောက်ဆီဂျင်တွေမရှိဘဲကာဗွန်ဒိုင်အောက်ဆိုက်တွေသာပြန့်နေမယ်ဆိုရင်အဲ့ဒီအခြေအနေမှာလူသရဝါတွေအသက်ရှူလို့မရတော့ပါဘူး။ အောက်ဆီဂျင်လုံးဝပြတ်သွားပြီဆိုရင်လူနဲ့တိလိပ်ဆန်တွေအလုံးအချိန်တို့အတွင်းမှာပဲတေကြီးပျက်စီးသွားကြမှာဖြစ်ပါတယ်။ဘာမှအပင်တွေမရှိတော့ဘူးဆိုရင်ရာသီဥတုကိုဘလို့မှထိန်းထားနိုင်မှာမဟုတ်ပါဘူး။တပင်တွေနည်းသွားပြီဆိုတာနဲ့ကဘာကြီးကပူတရက်ပူလာပြီးတဘာဝဘေးအန္တရာယ်တခုပြီးတခုဖြစ်လာမှာဖြစ်ပါတယ်။ငလျင်တွေလှုပ်မဲ့မုံတိုင်းတွေတိုက်မယ်တောမိတွေလောင်မှာဖြစ်ပါတယ်။ပူချိန်တွေတက်ပြီးလူနဲ့တိလိပ်ဆန်တွေတေကြီးပျက်စီးမှာဖြစ်ပါတယ်။ ဒါအပြင်လူတွေရောတလိပ်ဆန်မှာစားနေရခါအတွက်အပင်တွေကိုမှီကိုနေရတာဖြစ်ပါတယ်။လူတွေကအပင်တွေရဲ့အသေးအရွက်အပွင့်အခက်တွေကိုစားကြသလိုအပင်စားတဲ့ဝါတွေကလည်းအပင်တွေကိုမှီခိုနေကြတာမဟုတ်လား။အသားစားတဲ့ဝါတလိပ်ဆန်တွေကလည်းအဲ့ဒီအပင်တွေကိုစားပြီးအသွေးသားဖြစ်လာတဲ့အကောင်တွေကိုစားကြရပါတယ်။ဒါကြောင့်ကဘာပေါ်ကဘယ်တဲ့ဝါမှအပင်လောကကြီးနဲ့ကင်းလွတ်တာမရှိပါဘူး။အပင်လောကကြီးမရှိတော့ရင်တရှိတဲ့ဝါတွေအလုံးပျက်စီးပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ပင်မှာရှိတဲ့အစင်းရောက်ကလိုရိုဖီးနဲ့လူသားတို့ဟာဆက်ဆက်မှုရှိနေပါတယ်။အကြောင်းကတော့အပင်နဲ့လူသားဟာအသက်ရှိပါတယ်။ပင်တွေရဲ့အသက်သွေးဟာအစင်းရောက်ကလိုရိုဖီးဖြစ်ပါတယ်။လူတွေရဲ့အသက်ဟာသွေးဖြစ်ပါတယ်။လူတွေမှာသွေးမရှိလို့မရပါဘူး။အပင်တွေမှာအစင်းရောက်ကလိုရိုဖီးမရှိရင်သေသလိုလူတွေမှာလည်းအနီရောက်သွေးမရှိရင်သေမှာပဲဖြစ်ပါတယ်။အစင်းရောက်ကလိုရိုဖီးနဲ့လူခန္ဓာကိုယ်ထဲကအနီရောက်သွေးဟာတိုက်ရိုက်ဆက်ဆက်နေပါတယ်။ ဆယ်ယောင်ကလိုရိုဖီကျွယ်ဝတဲ့အရွက်ကိုစားလိုက်တာနဲ့လူခန္ဓာကိုယ်ထဲမှာအနီရောင်သွေးတွေဖြစ်သွားပါတယ်။လူဆိုတာသွေးအားကောင်းမှုလိုအပ်ပြီးသွေးအားကောင်းမှသာကျန်းမာရေးကောင်းမှာဖြစ်ပါတယ်။သွေးအားကောင်းမှုအတွက်ဆယ်ယောင်ရွက်ကိုအမြဲတမ်းစားပေးဖို့လိုမှာဖြစ်ပါတယ်။ဆယ်ယောင်ရွက်တွေအမြဲတမ်းစားရရှိသူဟာသွေးအားကောင်းခြင်းသွေးတန့်ခြင်းတွေကြောင့်ကျန်းမာရွှင်လန်းပြီးအမြဲတမ်းတက်ကြွနေမှာဖြစ်ပါတယ်။ချို့သွေးအားနည်းသူတွေဟာဖြူဖက်ဖြူော်နဲ့မျက်ကွင်းတွေညိုနေတတ်ပါတယ်။ ခြေတဲ့လက်သက်တွေကြည်ရင်လဲသွေးမရှိသလိုဖြူနေမှာဖြစ်ပါလေလူကအားမရှိခြင်းကြောင့်လေးလံထိုင်းမိုင်းကကျမ်းမာရေးချူကြပြီးဘဝရေးတွေးနေပါနေမှာဖြစ်ပါလေကျမ်းမာခြင်းသည် အကြီးဆုံးလက်တပါမဟုတ်ပါလားသွေးရနေရတာဟာဘာကြောင့်ပါလဲသွေးရနေရခြင်းဟာသွေးညဥ်ထဲမှာဟီမိုဂလိုဘင်တွေနည်းသွားလို့ဖြစ်ပါလေအနီရောင်ဓာတ်တွေဖြစ်တဲ့ဟီမိုဂလိုဘင်ညော့နေခြင်းဟာတန်တက်ချို့ရင်းလို့ဖြစ်ပါလေ တန်ဓာတ်တွေကအစိမ်းအောင်ရွက်ကလိုရိုဖီမှာပါဝင်ပါတယ်။ဒါကြောင့်အစိမ်းအောင်ရွက်ကိုများများစားပြီးကလိုရိုဖီများများရမှာဖြစ်ပါတယ်။အဲဒီကနေတန်ဓာတ်လည်းအကောင်းလာပြီးသွေးအားကောင်းရာကကျန်းမာတဲ့ခန္ဓာကိုယ်ကြီးဖြစ်စေပါတယ်။အစိမ်းအောင်ရွက် စားလိုက်တာနဲ့ခန္ဓာကိုယ်ထဲမှာဘာကြောင့်သွေးအားကဓာတ်ရိုက်ကြီးကောင်းလာတာလဲ။အကြောင်းကတော့အစိမ်းအောင်ရွက်မှာပါတဲ့ကလိုရိုဖီရဲ့တိဆောက်ပုံနဲ့သွေးနေဦးထဲမှာပါတဲ့အနီရောင်ဟီမိုဂလိုဘင်ရဲ့တိဆောက်ပုံကတူညီနေလို့ပဲဖြစ်ပါတယ်။ တို့နှစ်ခုတိဆောက်ပုံဟာ95ရာခိုင်နှုန်းလောက်ထိတူညီပါတယ်။ဂလိုရိုဖီမာမက်ဂနီဆီယမ်ပါဝင်တာနဲ့ဟီမိုဂလိုဘင်မှာတန်တက်ပါဝင်တာပဲကွာဟတာဖြစ်ပါတယ်။ဥပမာအားဖြင့်အစိမ်းရောင်ရွက်တစ်ခုခုကိုစားလိုက်တယ်ဆိုပါစို့။ဗိုက်ထက်ရောက်သွားတဲ့အခါဥတွေကနေဆုပ်ယူပြီးတွေးတဲ့ထည့်ပေးလိုက်ပါတယ်။အဲဒီကနေသွေးနီဦးထုတ်ပေးတဲ့ယိုရင်းခြင်စင်ကနေဟီမိုဂလိုဘင်ဖြစ်ပြောင်းလဲထုတ်လုပ်ပေးပါတယ်။မက်ဂနီဆီယမ်ကိုဖယ်ထုတ်ပြီးတန်ဓာတ်ကိုထည့်ပေးလိုက်ပါတယ်။အစိမ်းရောင်ရွက်တွေမှာ နဂိုကလေးကတန်တက်တွေပါပြီးသားမှုရိုးရင်းချင်းစီကနေပြန်ထွက်လာတဲ့အခါမှာသွေးကတန်တက်ပူအားကောင်းသွားတာကြောင့်သွေးအားနဲ့သူဟာအစိမ်းရောက်ကလိုရိုဖီးဖြစ်တဲ့အရွက်စိမ်းတွေကိုများများစားပိတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။အကယ်၍အစာရင်မကောင်းတာလို့လေပွားတာလို့ဖြစ်တတ်တယ်ဆိုရင်တော့အစိမ်းရောက်ရွက်တွေကိုရင်းနှီးနဲ့ဖျော်ပြီးဘလန်ဒါနဲ့ကြိတ်တောင်းရင်တော့ပူကောင်းပါတယ်။နောက်တစ်ခုကတန်တက်အားကောင်းဖို့အတွက်အနီရောင်အသားနဲ့အသေးတွေကိုစားမယ်ဆိုရင်စားနိုင်ပါတယ်။ ို့တော်လဲအဲ့ဒီအသားနဲ့အသေးတွေကဘဲကလာတာပါလေဘာကြောင့်တန်တက်အားကောင်းနေတာလဲအနီရောင်သားဆိုတာကျွဲသားနွားသားသူသားစိတ်သားခြေသားဆက်သားတမင်သားဒရေသားနွားနောက်သားမြင်းသားစသဖြင့်ဖြစ်ပါလေအစိမ်းရောင်အရွက်တွေစားပြီးအသွေးသားဖြစ်လာတဲ့တိရစ္ဆာန်တွေရဲ့အသားဖြစ်တဲ့အတွက်တို့ရဲ့သွေးအားကောင်းရခြင်းရဲ့မူရင်းအရင်းမြစ်ဟာအစိမ်းရောင်ကလိုရိုဖီအရွက်တွေပဲဖြစ်ပါလေအပေါ်မှာရှိတဲ့သတ္တဝါတွေက2မျိုး2စားရှိပါတယ်အသားစားသတ္တဝါနဲ့ အပင်စားတရဝါတို့ဖြစ်ပါတယ်။ကြာရီချင်းစ်တွေကတော့အသားကြီးတိတန့်စားတဲ့တရဝါဖြစ်တဲ့အတွက်သူတို့ကအနီအောင်အသားတွေကနေသွေးအားကိုရယူကြပါတယ်။ကျွေးနွားစတဲ့အပင်စားတရဝါတွေကတော့အစိမ်းရောင်ရွက်တွေကနေရယူကြပါတယ်။လူတွေကတော့အသားရောအသီးရောပါနှမျိုးစလုံးစားတဲ့တရဝါဖြစ်တဲ့အတွက်သွေးအားကောင်းဖို့လိုအပ်မယ်ဆိုရင် အနီရောင်သားနဲ့အသေးတွေကရယူနိုင်တယ်လို့စိမ်းရောင်ရွက်တွေကလည်းရယူနိုင်ပါတယ်။သို့တော်လည်းအနီရောင်သားနဲ့အသေးတွေကများများစားမယ်အစာတွေမဟုတ်ပါဘူး။တင်ယုံလောက်ပဲစားမယ်ပြင်အသီးရွက်များများနဲ့တွဲစားမှကျန်းမာရေးနဲ့ညီညွတ်မှဖြစ်ပါတယ်။အသားများများစားခြင်းမှာစိုးကျိုးတွေရှိပါတယ်။အနီရောင်သားကိုစားရင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပရိုတင်းတက်ကိုရရှိမှာဖြစ်ပါတယ်။ဒါပြင်အမိုင်နိုအက်ဆစ်တွေလည်းအများကြီးပါပါတယ်။အသားစားတာများရင်ခန္ဓာကိုယ်ထဲမှာအက်ဆစ်တွေများမှာဖြစ်ပါတယ်။ခန္ဓာကိုယ်ကြီးက acid condition ဖြစ်နေကင်ဆာယောဂါဖြစ်ဖို့ရာဂိုင်းတော့ပိုများစေပါတယ်။နောက်တစ်ခုကအသားစားများလို့ခန္ဓာကိုယ်ထဲမှာ acid တွေများနေရင်အဲ့ဒီ acid တွေကကြောက်ကပ်ကိုတိုက်ခိုက်ပါတယ်။ acid ကြောင့်ဖြစ်လာတဲ့ကြောက်တွေကလည်းကြောက်ကပ်မှာသွားပြီးပိတ်ဆို့တက်ပြန်ပါတယ်။ကြောက်ကပ်ကြောက်တဲ့ဖြစ်စဉ်တွေဖြစ်နိုင်ပါတယ်။ရေရှည်မှာကြောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။ပြီးတော့သွေးထဲမှာများနေတဲ့ acid တွေကရိုးမှာရှိနေတဲ့ calcium တွေကိုစုပ်ယူပြီးသွေးထဲမှာရောနှောထားတဲ့အတွက်အရိုးပွားမှုနဲ့အရိုးပွားမှုဖြစ်စဉ်တွေဖြစ်လာနိုင်ပါတယ် တွေးထဲမှာရောနေတဲ့ကယ်စီယမ်တွေကလည်းသွေးကြောတွေထဲမှာအနေထိုင်ရင်သွေးကြောပိတ်တာတွေသွေးကြောမာဆက်တာတွေဖြစ်လာပါတယ်နှလုံးသွေးကြောပိတ်ယောဂါဟာအစီကဲတွေပဲပိတ်တာမဟုတ်ပါဘူးကယ်စီယမ်အနေတွေပိတ်တာကြောင့်လည်းဖြစ်နိုင်ပါသေးတယ်နီယောင်အသားတွေအသည်းတွေစားတဲ့အခါမှာကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့အစီတွေဟာအသားတွေကြားထဲမှာရှိနေပါတယ်တိလိပ်ဆန်တွေရဲ့အစီကိုလက်စတရောတွေဟာရေရှည်အစားများတဲ့အခါမှာ မကောင်းတဲ့ cholesterol LDL တွေများလာပြီးသွေးကြောနံရံတွေမှာအဆီကဲတွေစုရကနှလုံးသွေးကြောပိတ်တာတွေအုံနှောက်သွေးကြောပိတ်တာတွေအလွယ်တကူဖြစ်ပွားနိုင်ပါတယ်။ဒါကြောင့်သွေးအားကောင်းမှုအတွက်ကျွန်တော်တို့ဟာအနီရောင်သားတွေထက်ဆင်းရောင်အရွက်တွေကိုပိုပြီးအားထားဖို့လိုအပ်တာဖြစ်ပါတယ်။စားလို့ကောင်းတဲ့အဆင်းရောင်ရင်းရင်အရွက်တွေကတော့အများကြီးပါပဲ။ဥပမာအားဖြင့်ကစွန်းရွက်၊ဟင်းနုနော်ရွက်၊စူပုတ်ရွက်၊ပန်ကော်ပီစိ၊ကြိုက်လန်ရွက်၊မြူရွက်၊မုံညင်းစိ၊ဒန်တလွန်ရွက်၊ငင်းခွာရွက်တို့ဖြစ်ပါတယ်။ အစိမ်းရောင်ရွက်တွေမှာပါဝင်တဲ့ကလိုရိုဖီယာသွေးအားကိုကောင်းစေတဲ့အပြင်သူ့မှာတန်ဖိုးမဖြတ်နိုင်တဲ့အာနိသင်တစ်ခုပါပါသေးတယ်။အဲဒါကတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်တောက်တွေကိုဖယ်ရှားပေးနိုင်ခြင်းဖြစ်ပါတယ်။အစိတ်တောက်ဆိုတဲ့နေရာမှာတာမန်အစိတ်တောက်များတာမှာကပဲအချားနည်းနဲ့ဖယ်ထုတ်လို့မရတဲ့ heavy metal လို့ခေါ်တဲ့အန္တရာယ်ပေးတတ်တဲ့သတ္ထုဓာတ်တွေဒါအောင်စင်းလို့ခေါ်တဲ့အင်မတန်ပြင်းတဲ့အစိတ်တွေဓာတ်ရောင်ကြီးအစိတ်တက်မှုအစိတ်တောက်တွေကစဖယ်ရှားပေးနိုင်ပါတယ်။ ဒါအပြင်အစိမ်းရောင်ရွက်တွေမှာလူတွေအတွက်များစွာအကျိုးရှိတဲ့သက်ဆောင်ဓာတ်တွေလည်းပါဝင်ပါသေးတယ်။ဗီတာမင်ဓာတ်တွေ၊သတ္ထုဓာတ်တွေမျိုးစုံပါဝင်တဲ့အတွက်ခန္ဓာကိုယ်အတွက်အများကြီးအကျိုးရှိတယ်အမှန်ပါ။အရွက်စိမ်းတွေကိုအမြဲတမ်းစားပေမဲ့ဆိုရင်ခန္ဓာကိုယ်အတွက်သွေးအားအလွန်ကောင်းစေခြင်း၊ခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်တောင်များကင်းရှင်းခြင်း၊ကင်ဆာရောဂါဖြစ်ဖို့ခက်ခဲသွားခြင်း၊အေကာလိုင်းခန္ဓာကိုယ်အမျိုးအစားဖြစ်နေခြင်း၊ကိုယ်ခံစွမ်းအားကောင်းခြင်းတွေဖြစ်လာမှာဖြစ်ပါလေ။ ျွန်တော်ရဲ့မိတ်ဆွေများအားလုံးကျန်းမာခြင်းဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်